ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေជួបဆိုပါတယ် Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခုလောလောဆယ်မှာ Victor Yokres ရဲ့ Victor Osimhen ရဲ့တပတ်က Benjamin Sesko ရဲ့အားလုံးက twist တွေကြီးပဲဘယ်သူကဘယ်ကိုရောက်မလဲဘယ်သူမှပြောလို့မရဘူးဒါပါတော့ Osimhen ကတော့ Man United နဲ့ Chelsea လောက်ပဲသင်ထွက်တတ်တဲ့သူက Saudi Arabia က main ဖြစ်တဲ့သူရဲ့အသင်းဟောင်း Gasari ကလည်းသူ့ကိုလိုချင်တယ်ဒါပေမဲ့ Yokres နဲ့ Sesko ကတော့ရှင်းတယ် အဲ့နေရာမှာယိုကရက်စ်ပေါ့လေအာစနယ်ကဘင်ဂျမင်ဆက်စကိုကိုလိုက်ရင်ဆက်စချင်းသူတို့ကဗီတာယိုကရက်စ်ကိုလိုက်တယ်လိုက်နေရင်တာလန်မှာဘင်ဂျမင်ဆက်စကိုဘက်ကိုရောက်သွားတယ်ဆက်စကိုက80ကနေ80ဆိုပြီးပြောင်းလိုက်တဲ့အတွက်ကြောင့်သူတို့ကယိုကရက်စ်ကိုပြန်ရောက်သွားတယ်ဒါပေမဲ့သူတို့ဟိုဘက်ကောဒီဘက်ကောသူတို့လောက်တဲ့အချိန်မှာဖစ်တဲ့ယိုကရက်စ်ရဲ့အပြောင်းအရွှေ့မှာလဲဂျန်တယ်မန်အဂရီမန့်65တန်းမှုတ်တော့ပဲနဲ့ဒီတက်ပို့ပေးရမယ်တန်းတရာတော့မဟုတ်ဘူးတန်းတရာအောက်ဆိုရင်80 90ပတ်ဝန်းကျင်ဖြစ်နိုင်တယ်ပေါ့ဗျာ အဲ့လိုပုံစံတွေထွက်လာတဲ့အခါမှာအခု Man United ရော Arsenal ရော Yorkres ကိုအခုလောလောဆယ်မှာလိုက်တဲ့နှစ်သင်းရှိတယ်အခုနှစ်သင်းမှာ Arsenal ကတရားဝင် bid လုပ်ပြီးပြီ Manchester United ကနောက်ထပ်တရားဝင် bid လုပ်တော့မယ်မကြမီမှာလုပ်မယ် Yorkres ရဲ့ situation ကိုအရင်ဆုံးပြောမယ် Victor Yorkres က Sporting မှာ200ရာသီနေပြီးပြီသူ့အနေနဲ့တတိယရာသီမှာ အသင်းကထွက်မယ်ဆိုတဲ့ gentleman agreement ယူထားတယ် ဒါ Man United နဲ့ဆိုရင်ပြီးခဲ့တဲ့ဇန်နဝါရီမှာ Ruben Amorim မခေါ်ရဘူးဆိုတဲ့သဘောတူညီမှုယူထားခဲ့တယ်။ဆိုတော့ Sporting Lisbon ကအခုဒီနေရာဒီမှာရောင်းမယ်။ဆိုတော့ Vit ဒီ Victor ဟို Jokeres ကဘယ်လိုပြောမလဲဆိုတော့ဒီ Sporting ရဲ့ Axa Director အဟောင်းနဲ့ဒါ Victor Jokeres တို့နဲ့ Sporting Lisbon အသင်းတာဝန်ရှိသူတွေသဘောတူခဲ့တာကဒီနေရာဒီမှာ ယူရို65သန်းနဲ့သူထွက်ခွင့်ရမယ်ဆိုတဲ့သဘောတူညီချက်ဒါပေမဲ့အခုအဲယူကိုဗီယာနာကအခုလက်ရှိမှာမန်စီးတီးရဲ့အာဇာဒရိုက်တာဖြစ်သွားပြီဆိုတော့အဲ့ဒီထွက်သွားတဲ့အကြောင်းဒီအလုံးကချိန်သွားတဲ့အတွက်ကြောင့်အရင်တုန်းကမင်းသဘောတူတဲ့ gentleman agreement 65သန်းဟာမဟုတ်တော့ဘူးအလုံးပြောင်းသွားတဲ့အတွက်ကြောင့်ငါတို့တောင်းဆိုတဲ့ပြောင်းရွှေ့ခြင်းနဲ့ပဲထွက်ခွင့်ပေးမယ်ဆိုပြီးတော့ sporting ကပြန်ပြောင်းလိုက်တယ် မန်ယူနိုက်တက်ကလည်းအစောပိုင်းတော့65တန်းဆိုတော့အဲ65တန်းကိုရဖို့သူတို့ကအသေးအံလိုက်တယ်။အဲ့ချိန်မှာအခုယော့ကရက်စ်ကအပြောင်းရွှေ့နဲ့ပတ်သက်လို့အာဆင်ကပါပါဝင်လာတဲ့အချိန်မှာအခုလက်ရှိပေါ့လေ65တန်းသို့ပေါင်55တန်းပဲရှိတယ်။အဲ့ချိန်မှာဘယ်လိုပြောမလဲဆိုဒီအသေးနဲ့ပတ်သက်လို့ယော့ကရက်စ်နဲ့ပတ်သက်လို့အာဆင်ကလည်းစိတ်ဝင်စားတယ်။ဒါပေမဲ့ယူနိုက်တက်က65တန်းပေါင်55တန်းဆိုတော့ okay ပြဿနာမရှိဘူးဆိုပြီးတော့သူတို့ကလည်းလိုက်တယ်။ဒါကြတော့သူတို့ကလည်းတိုက်စစ်အတွက်3 option တစ်ဖက်က Brian Amwemo ရဲ့ Victor Yokres ကဲ Victor Osimhen ရဲ့အဲ့လိုအချိန်မှာ Yokres အပြောင်းရွှေ့ကို Sporting က Gentleman Agreement မဟုတ်တော့ဘူးငါတို့စိတ်ကြိုက်ပြောင်းရွှေ့ချေတန်းတရာတော့ငါတို့မတောင်းဘူးအနည်းဆုံး80 90ပေါင်းချင်သူတို့လိုချင်လဲဆိုတဲ့သဘောတရားပြောလိုက်တဲ့အတွက်ကြောင့် Yokres ကပေါက်ကွဲသွားတယ်။ဘာလဲဆိုတော့ကလပ်ကသူ့ဘောဂရီမတီးဘူးဗျာ။မင်းတို့ငါ့ကိုဂရီဖြတ်တယ်။မင်းတို့နဲ့ငါတို့ကြားဒီလောက်ဒီလောက်နဲ့ထွက်မယ်လို့အစိုးရကပြောထားပြီးသား65သန်းပေးရင်ငါစိတ်ကြိုက်ကလပ်ထွက်လို့ရမယ်အစားပါ ိုတရရပ်ပစံပိုးလို့ချင်းတယ်ဆိုတော့အဲ့ဒါတပိုင်းဖြစ်တဲ့အချိန်မှာအခု Man United နဲ့ Arsenal တပ်သိဖြစ်လာတဲ့အချိန်မှာအခုဆက်ဆက်ချင်းမှာပေါ်တူဂီကပေါ်ပြလာတဲ့ဒါဟိုဘူလာနဲ့ဖာဖူတေဘိုဖူတေဘိုဆိုတဲ့ report ရေပေါ်ပြချက်ရာ Arsenal က Victor sorry record Portugal ဆိုတဲ့ report ရာ Arsenal က Victor Yokres ကိုပေါင်58တန်း plus အပိုစုချင်းငွေ bonus 8တန်းအပ်ထပ်ပြီးပေါင်းပြီးတော့ total budget package 55တန်းအဲ55တန်းကဘာလဲဆိုတော့ဒါသူတို့တောင်းထားတဲ့အရင်သတ်မှတ်ထားတဲ့ကြောင်းရွှေချီအဟောင်း Euro 65တန်းတန်ကြီးရှိတဲ့ package ပဲ50 complex 10တန်းအဲ့ဒါကအာဆင်က Jokeres ကိုတရားဝင် submit လုပ်ပြီးပြီ official offer လုပ်ပြီးသွားပြီ Sporting ကဒါမလုံလောက်ဘူးအချိန်ကြံပေးချမယ်ဆိုတော့သိပြီးသားအဲ့ဒါကအာဆင်အဲ့ချိန်မှာ Manchester United အသင်းဘက်ကဒါဘယ်လိုပြောမလဲဆိုတော့ဒါအခုလောလောဆယ်မှာ မန်ယူနိုက်တက်ကသူတို့ကမ်းလှမ်းဖို့ကြည့်ထားတဲ့အမောင်းကပေါင်50တန် plus ဒါ8.5တန်းဆိုတော့ total 59.5တန်း including add on ဆိုတော့သူတို့က59.5တန်းဒါ59.5တန်းပေါ့လေဆိုတော့59 59.5တန်းဒါအခုဆိုတော့ euro 190နီးပါးရှိတယ် ဆိုတော့အာဆနယ်ကယူရို65သန်းယူရိုနဲ့ပြောမယ်ဆိုအာဆနယ်က total full package 65သန်း United ကတန်း80ဒါပေမဲ့အာဆနယ်ကကမ်းလှမ်းပြီး United ကကမ်းလှမ်းဖို့လုပ်နေတယ်ဒါပေမဲ့ပေါ်တူဂီကဘိုလာရဲ့ report အရနှစ်ယောက်စလုံးကကမ်းလှမ်းမှုမလုံလောက်ဘူးသူတို့လိုချင်တာကအနည်းဆုံး80ကနေ90ချလိုချင်တယ် အာယိုကရက်စ်ကဒါအပြောင်းရွှေ့ခြင်းနဲ့ပတ်သက်လို့စပိုတင်ကဈေးပြောင်းသွားတဲ့အချက်ပဲအခုဆိုပိုဆိုးမယ်အာဆင်ရောမန်ယူနိုက်တက်ရောနှစ်သိန်းလုံးက push လုပ်ရင်ဟိုကောင်တွေကပူပူတောင်းမယ်တရာလို့မဟုတ်သေးတိုင်အောင်တရာအထိရောက်ကောင်ရောက်သွားနိုင်ပွဲရှိတယ်ဒါပေမဲ့အခုလောလောဆယ်မှာ Victor Yokres ကိုအာဆင်ကယူရို65တန်း total package နဲ့ကမ်းလှမ်းထားပြီးတော့ United ကယူရို80နီးပါးရှိတဲ့ကမ်းလှမ်းမှုနဲ့မကြာမီပြုတ်လုပ်ပြီးတော့ Sporting ဘက်ကတော့ဒီထက်ပိုများဖို့အတွက် မျော်လင့်တယ်လို့ဖော်ပြထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်